ကျမမအောင်မြင်လို့မရဘူးဘလို့ပဲဖြစ်ဖြစ်ဒီ industry မှာကိုအောင်လို့အောင်မြင်ရမယ်ဆိုတဲ့ဟာဒီဒါကျမရဲ့ strong goal ဖြစ်လာတယ်။ covid လိုမျိုးအချိန်မှာကျမကအလုပ်တစ်ခုကိုအရန်လိုချင်နေတယ်။အဲ့ဒီအချိန်မှာကိုအတွက်ဒီ insurance industry ထဲကိုရောက်လာတာဒီဒါကျမအတွက်ကိုတကယ်ကိုကြီးမားတဲ့အခွင့်အရေးတစ်ခုပဲပေါ့နော်။ customer တွေအများကြီးရဲ့ know တွေအများကြီးကိုကြော်ဖြတ်ပြီးတော့မှပထမဆုံး customer ပေါ့နော်။တက်ပြီးတော့ကူညီပေးနိုင်ခဲ့တယ်ပေါ့နော်။ ုတ်ကဲ့မင်္ဂလာပါရှင်ကျမနာမည်ကမဆန်တရောင်လို့ခေါ်ပါရစေကျမကအခု Prudential Insurance မှာ Agency Unit Director အနေနဲ့တာဝန်ထမ်းဆောင်လျက်ရှိပါတယ်ရှင်ကျမတို့အိမ်မှာတော့မိသားစု3ယောက်ပဲရှိပါတယ်အိမ်မှာကျမအမျိုးသားရယ်ကျမသမီးလေးရယ်ကျမရဲ့ဒါပဲပေါ့နော်မိသားစုကတော့ကျမဒီ insurance ကိုလွန်ခဲ့တဲ့9နှစ်2020မှာစပြီးတော့ရောက်ခဲ့ပါတယ်ရှင် ာမကန်ကိုစပြီးတော့ရောင်းတဲ့အချိန်မှာကျမရဲ့ real experience ဆိုလို့ရှိရင်ကျမတို့ကအရန်စိတ်မာတယ်အရန်ခက်ခဲပါတယ်။ဘာလို့ဆိုတော့ကျမကဒီ insurance တွေကလူမဟုတ်ဘူး။နောက်တစ်ခုက insurance ရဲ့ terms တွေအခေါ်အဝေါ်တွေအထိပယ်တွေဆိုလို့ရှိရင်လည်းတကယ်အခုမှဝင်လာတဲ့လူတယောက်တည်းကတော်တော်လေးကိုစိမ့်နေတယ်တော်တော်လေးကို challenge ဖြစ်တယ်ပေါ့နော်။ဒီချိန်မှာအလုပ်တစ်ခုလုပ်ကိုလုပ်ရမယ်ကို့အတွက်လည်းဝင်ငွေရှာဖို့လိုတယ်ကို့မိသားစုအတွက်လည်းဝင်ငွေရှာဖို့လိုတယ်ဆိုတဲ့စိတ်တစ်ခုနဲ့စူးစမ်းပြီးတော့လုပ်တယ်လူတွေကိုရှင်းပြတယ်ဒါမဲ့မြန်မာနိုင်ငံမှာအသက်အမကန်ကလူတွေတော်တော်များများနဲ့ကအရန်စိမ့်နေတယ်အရန်စိမ့်နေတာဖြစ်တဲ့အတွက်ကတခြား product ရောင်းတဲ့လောက်ကြီးမလွယ်ဘူး တခြား product ရောင်းလို့ရှိရင်ကျတော့လူတွေကကိုရှင်းပြလိုက်တယ်ဒီ product ရဲ့အကျိုးအ ണി တင်ရှင်းပြလိုက်ပြီဆိုရင်တို့ကြိုက်ရင်ဝယ်သွားတယ် life insurance ကျတော့အဲ့ဒါလောက်လွယ်လွယ်ကူကူလေးနဲ့ကျွန်မမရောင်းခဲ့ရဘူးကျွန်မအများကြီးလူတွေအများကြီးကိုရှင်းပြတယ်ရှင်းပြတယ်ရှင်းပြတယ်အဲ့ဒီအချိန်တော့ဆိုရင် covid ကာလဖြစ်တဲ့အတွက်ကျွန်မဆိုလို့ရှိရင် work from home ပေါ့နော် work from home ဖြစ်တဲ့အတွက် zoom မှာနေရှင်းပြတယ်ဖုန်းနဲ့ရှင်းပြတယ်ဒီ one by one တယောက်ချင်း appointment တွေတောင်းပြီးတော့သွားရှင်းပြတယ်ဒါပေမဲ့ customer တွေအများကြီးရဲ့ no တွေအများကြီးကို ကြော်ဖြတ်ပြီးတော့မှကျွန်မအယောက်80ကျော်ကိုရှင်းပြပြီဆိုတော့မှပထမဆုံး customer ပေါ့နော်ပထမဆုံး customer ဒီနဲ့အဝေးရအမအကိုစပြီးတော့အကူအညီပေးနိုင်ခဲ့တယ်ပေါ့နော်ဒါကျွန်မရဲ့တကယ်ကိုမှတ်မှတ်ရရ true story ပါပဲရှင် ဒီအလုံးကအောင်မြင်ဖို့အတွက်အဓိကဆိုလို့ရှိရင်လူတော်တော်များများကဒီထဲကိုဝင်လာပြီဆိုလို့ရှိရင်အသက်အမကံမှာအောင်မြင်ခြင်းနဲ့တော်တော်များများပြောကြတယ်ဒါပေမဲ့အသက်အမကံမှာအောင်မြင်ဖို့အတွက်ကအောင်မြင်ခြင်းသာတစ်ခုရဲ့နောက်မှာမဖြစ်ဖြစ်အောင်လုပ်မယ်မရမချင်းလုပ်မယ်ဇက်တိုက်လုပ်မယ်ဘာကြောင့်လဲမှစိတ်တတ်မကြဘူးဆိုတဲ့ဟာတွေလို့တယ်နောက်တစ်ခုကလူတွေကနားမလဲလို့နိုးလို့ရှိရင်လည်းအဲ့ဒီနိုးကကိုယ့်ကိုနိုးတာမဟုတ်ဘူးအသက်အမကံကိုနိုးတာမဟုတ်ဘူးသူတို့နားမလဲသေးလို့သူတို့ကိုကိုကျွွန်းကျွန်းကျင်ကျင်နဲ့ကောင်းကောင်းမွန်မွန်မရှင်းပြနိုင်သေးလို့ဆိုတဲ့ဟာကိုရှင်ဘတ်ထဲထည့်ထားဖို့လို့တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး းစိတ်နဲ့စူးစမ်းပြီးတော့လှုပ်လာတဲ့အတွက်ကိုကျွန်မ customer တွေအများကြီးကိုအကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်ရှင် ဒီက sunset factor အနေနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ why story ပေါ့နော်ကိုဘာကြောင့်ဒီလုပ်ထဲကိုလှုပ်လာတာလဲကိုဒီလုပ်ကိုဘာကြောင့်အောင်မြင်တာလဲဆိုတော့ကိုယ့်ရဲ့ why story ကအရင်ရေးကြည့်တယ် covid လိုမျိုးအချိန်မှာကျွန်မကအလုပ်တစ်ခုကိုအရင်လိုချင်နေတယ်အလုပ်တစ်ခုလည်းကိုယ့်အတွက်မဖြစ်မနေစူးစမ်းပြီးတော့ရှာဖွေခြင်းနေဆိုတော့အဲ့ဒီအချိန်မှာကိုယ့်အတွက်ဒီ insurance industry ထဲကိုရောက်လာတာဒီဒါကျွန်မအတွက်ကိုတကယ်ကိုကြီးမားတဲ့အခွင့်အရေးတစ်ခုပဲပေါ့နော်အဲ့ဒီအတွက်ကျွန်မမအောင်မြင်လို့မရဘူးဘလို့ပဲဖြစ်ဖြစ်ဒီ industry မှာကိုအောင်ကိုအောင်မြင်ရမယ် market အကြီးကြီးနဲ့ကိုတစ်ချိန်မှာအောင်မြင်မှုအကြီးကြီးတွေရချင်တယ်ဆိုတဲ့ဟာဒီဒါကျွန်မရဲ့ strong goal ဖြစ် ်လာတယ်။ဆိုတော့အဓိကကိုယ့်ရဲ့ pain point နဲ့ကိုယ့်ရဲ့ why ဆိုတွေကအရင်အရေးကြီးတယ်။ကို့မှာပြင်းပြတဲ့ goal ရှိပြီဆိုလို့ရှိရင်လည်းအဓိက goal တစ်ခုတည်းရှိအောင် why တစ်ခုတည်းရှိအောင်နဲ့လည်းမလုံလောက်ဘူး။ကိုကမဖြစ်ဖြစ်အောင်လုပ်မယ်၊မရမချင်းလုပ်မယ်၊စူးစမ်းပြီးလုပ်မယ်၊ဇက်တိုက်လုပ်မယ်။ဘာအကြောင်းနဲ့မှစိတ်တမ်းမကြဘူး။ဘာအကြောင်းနဲ့မှနောက်မဆုတ်ဘူးဆိုတာလည်းအရင်အရေးကြီးတယ်။နောက်တစ်ခုကကြတော့ကိုကအသက်အမကန်ကိုယုံကြည်လား၊ကိုက life insurance ကိုယုံကြည်လားဆိုတာလည်းအရင်အရေးကြီးတယ်။ဘာလို့ဆိုကိုကကိုမယုံကြည်တဲ့ပစ္စည်းတစ်ခုကိုလူတွေကိုကောင်းပါတယ်၊ဒီအကာအကွယ်ဒီမိသားစုတွေအတွက်ကိုလိုအပ်ပါတယ်။ဒီအကာအကွယ်ဒီမြန်မာမိ သားစုတွေအတွက်ကိုလိုအပ်ပါတယ်ဆိုတဲ့ဟာကိုမယုံကြည်တဲ့ product ကိုမိသားစုအတွက်မလိုအပ်တဲ့ product မယုံကြည်တဲ့ product ကြီးကိုလူတွေကိုမြန်မာနိုင်ငံကမိသားစုတွေကိုလူတွေထားတင်ပါတယ်ဒီအကာအကွယ်လိုအပ်ပါတယ်ဆိုပြီးတော့လိုက်ပြောပြီးတော့ရှင်းပြနေအလကားပဲပေါ့နော်အဓိကကိုယ့်ရဲ့ယုံကြည်မှုဆိုတာလည်းအရန်ရေးကြည့်ပါတယ်ရှင် ီ insurance မှာစုလိုက်တဲ့ပတ်စံအဒီတိုင်းကြီးကိုပေးလိုက်ရတာလည်းမဟုတ်ဘူးအသက်အမှန်ကန်ကုမ္ပဏီကိုပေးလိုက်ရတာလည်းမဟုတ်ဘူးကို့အိမ်မှာစုနေကြဗန်စာအုပ်တွေထဲမှာစုသလိုပဲအလားတူသဘောတရားတစ်ခုကိုအသက်အမှန်ကန် account တစ်ခုဖွင့်ပြီးတော့ဆက်စုလိုက်တာပဲရှိတယ်ဒီအသက်အမှန်ကန်စာအုပ်တစ်ခု account တစ်ခုဖွင့်ပြီးတော့စုလိုက်တာဒီတစ်ဖက်ကလည်းငွေစုပြီးသားဖြစ်တယ်တစ်ဖက်ကစုနေရင်လည်း in case မိဘသားတစ်ခုကိုဆုံးသွားခဲ့လို့ရှိရင်လည်းကျန်တဲ့ပတ်စံဆက်မသွင်းရတော့တဲ့အတွက်ကိုချစ်တဲ့မိသားစုတွေအတွက်ကိုချစ်တဲ့သားသမီးလေးတွေအတွက်ဒီအများကြီးအကာအကွယ်ဖြစ်တယ် အင်တာနက်ပေါ်မှာ Facebook မှာတရားရောက်ဆုံးမသွားတယ်ဆိုတဲ့သတင်းလိုမျိုးတက်လာပြီဆိုလို့ရှိရင်ဟဲ့သူ insurance ရလားမသိဘူးမှာ accident ဖြစ်တယ်ဆိုတဲ့သတင်းမျိုးကြားလိုက်တယ်ကြားလိုက်ပြီဆိုလို့ရှိရင်တစ်ဖက်ကအဲ့လူအတွက်ကိုဆုံးရှုံးသွားတဲ့ဟာကိုဝင်းနေတယ်စိတ်မကောင်းတာဖြစ်တယ်လို့အဲ့လိုဆုံးသွားပြီဆိုတဲ့ဟာကိုကြားလိုက်ပြီဆိုတာနဲ့နောက်ဆက်တွဲကဟဲ့သူအကြံခဲ့တဲ့မိသားစုရဒုက္ခပဲသူ့မိခိုနေတဲ့မိသားစုရဒုက္ခပဲသူ insurance သာရှိရလားမသိဘူးအဲ့လိုလူတွေအများကြီးရဲ့ဘဝတွေကိုဒါကိုကဒီ life insurance ကိုလူတွေအများကြီးသိအောင်ရှင်းပြနိုင်ခဲ့တယ်ဆိုလို့ရှိရင်အသက်ဘေးရနေနဲ့ကြုံလာလို့ရှိရင်သူတို့ရဲ့မိသားစုတွေဒီဘလို့နဲ့မှတော့လောက ရေလဲမှာမျက်နှာငယ်ပြီးဒုက္ခရောက်ပြီးကြံခဲ့မှာမဟုတ်ဘူးဆိုတာအဲ့ဒီဟာတဖြည်းဖြည်းနဲ့ကျွန်မအဲ့လိုလူတွေကိုကူညီရတာကိုချစ်လာတယ်တန်ရောစင်ရှိလာတယ်လူတွေအတွက်ဒီအကာအကွယ်လိုအပ်ပါလားဆိုတဲ့ဟာလည်းသိလာတယ်ဆိုတော့ကိုဟတ်ဒီအလုပ်ကိုဆက်ပြီးတော့လဲအကြီးဖြစ်အောင်လုပ်သွားမယ်ဒီ market မှာလည်းအကြီးစူးစမ်းပြီးတော့လဲလုပ်သွားမယ်မြန်မာမိသားစုတွေမြန်မာနိုင်ငံသားတွေအများကြီးရဲ့အနာဂတ်ဘဝတွေမှာဒီအိမ်တော်ဦးစီးတိုင်းပေါ့နော်နိုင်ငံခြားမှာလိုမျိုးအိမ်တော်ဦးစီးတိုင်းက life insurance ကိုရှိတယ်လူတိုင်းအတွက်ကဒီ insurance အကာအကွယ်တွေလူတိုင်းမှာရှိတယ်အဲ့လိုအနေအထားမျိုးဖြစ်လောက်အောင်အထူးကိုစူးစမ်းသွားမယ်နောက်တစ်ခုကဒီကိုနဲ့လက်တွဲ ွက်အလုပ်လုပ်တဲ့သူတွေကိုယ့်ပတ်ဝန်းကျင်မှာအထာမကန်အောင်မြင်ခြင်းလို့ insurance နယ်ပယ်ကိုရောက်လာပြီးတော့အောင်မြင်ခြင်းနယ်ဆိုတဲ့လူတွေအများကြီးကိုလည်းသူတို့အောင်မြင်အောင်လက်တွဲခေါ်ကူညီပေးပြီးတော့လုပ်ကင်သွားမယ်လို့ဆုံးဖြတ်ထားပါတယ်ရှင်။